အသက်22နှစ်အရွယ်ရုရှားဘလော့ဂါတဦးကသူ့မိသားစုအသက်ခံခဲ့ရတဲ့ဇာနီကိုလတ်စတူးကခရီးရန်ဖျားကြောင်းမှာလူကြိုက်များတဲ့ပိုကီမွန်ဂိုကိန်းကိုကစားခဲ့တဲ့အတွက်အမုန်းတရားတွေပြန့်နှံ့အောင်လုပ်ဆောင်မှုနဲ့ထောင်ထဲမှာဆက်လက်နေထိုင်သွားရမှာပါ။ရီကာတိုင်ဘတ်မျိုးကဖျားကြောင်းမှာပိုကီမွန်ဂိန်းကစားခဲ့မှုနဲ့အမှုစစ်ဆေးမှုတွေမတိုင်ခင်ထိမ့်သိမ်းထားဖို့တရားသူကြီးကဆုံးဖြတ်ခဲ့တဲ့ပေါ်ရုရှားဘလော့ဂါကစက်တင်ဘာလ9ရက်နေ့မှာအယူခံတင်သွင်းခဲ့ပါတယ်။ 2012ခုနှစ်ကဖူစီရာရဲ့အဖွဲ့ဝင်မျိုးသမီးနှုတ်ဦးကိုထောက်နံပေးခဲ့တဲ့အမှုနဲ့အလားတူပဲဘာသာရေးမုန်တရားတွေပြန့်နှံ့အောင်လှုပ်ဆောင်မှုနဲ့ဘလော့ဂါ Ruslan Sokolovsky ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ဖခင်ကြောင့်နေနဲ့လုံခြုံရေးအခြေအနေတင်းကျပ်ထားတဲ့နေရာတွေမှာ Pokemon Go ဂိမ်းကစားသူတွေဟာထောက်နံပေးခံရနိုင်တယ်လို့ရုရှားနိုင်ငံမှတင်းထဏနာကတတိပိတ်ချက်ထုတ်ပြန်ခဲ့ပြီးနောက်မှာတော့အသက်22နှစ်အရွယ် Ruslan Sokolovsky ကဆန္ဒပြဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆိုကိုလော့စကီဟာရုရှားနိုင်ငံရဲ့တမိုင်းမှာအရေးပါတဲ့သူတော်စင်အားလုံးရဲ့ဖျားကြောင်းတော်မှာပိုကီမွန်ဂိမ်းကစားနေတဲ့ဗီဒီယိုကိုဩဂတ်လအစောပိုင်းက YouTube မှာတင်ခဲ့ပါတယ်။အကြမ်းဖက်မှုမဟုတ်တဲ့တရားခံကိုအမှုစစ်ဆေးကြားနာမဲ့နိုဘယ်မာလအထိထောင်ထဲမှာနေထိုင်သွားဖို့အမိန့်ချမှတ်ခဲ့တဲ့ဒေတာရင်းတရားရုံးကိုလည်းအတိုက်ခံနိုင်ငံရဲ့တမားတွေကပြစ်တင်ဝေဖန်ထားတယ်လို့ DW သတင်းမှာဖော်ပြထားပါတယ်။ကျွန်မဖီဖီဆွေပါ။